အားလုံးမင်္ဂလာပါရှင်။ RC တုတ္တဆုံရတ္တဆုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမ NG ပါ။ကျမဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ဆရာအောင်တင်ဘာသာပြန်ပေးထားတဲ့ဒေကင်းစိုက်တေညာနဲ့အခြားဝတ္ထုတူများတွေကဒေကင်းစိုက်တေညာဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်။ like ပါခန်းစားနားဆင်ပေးကြပါဦးရှင်။တေကင်းစိုက်တဲ့ညကျွန်ုပ်တည်နှစ်ပေါင်းများစွာ လေရင်မောင်းလုပ်ငန်းကိုလုပ်ကင်ခဲ့သူ ဖြစ်သည့်အတိုင်းလေချောင်းအဖြစ်ဆိုးများကိုကြုံတွေ့ခဲ့ရသည်မှန်သော်လည်းအတိတ်နမိတ်စသည်တို့ကို အမှုပထားခဲ့ဘူးပါသောပါလျက်နှင့်ပင်ရှန်ဟဲလေရင်ခွေမှတက်တော်မြေရှိသောအခါစိတ်ထင်နေမိခဲ့သည်ဒုတိယကမ္ဘာစစ်ကြီးပြီးစဖြစ်သည့် Pacific ဒေသ New Zealand ဘေးရင်လေတက်မတော်နှင့်မြန်မာပြည် လေးရှားတို့ရှိဗြိတိရှလေတက်ကိုပါပူးတွဲတောင်ယူရသည့်လေတက်ဦးစီးချုပ်အဖြစ် နှစ်နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ပြီးခဲ့ပြီတိုကျိုမှတဆင့်ပြည်တော်ပြန်ခရီးဖြစ်ပါသည်စစ်ဦးစီးချုပ်ကြီးမော့ဘတန်ကသူ့လေရင်ညီမတော်အန် sister n ကိုကျွန်တော်အားငားလိုက်သည်စိတ်ချရသောလေရင်နှင့်ဝါရင်လေရင်မှုကိုရထားပါလျက်နှင့်အားကြောင့်စိတ်စနှုစနှောင့်ဖြစ်နေရပါသည်နိ ကျွန်ုပ်နဲ့လိုက်ပါလာသူမှန်သမျှသေကင်းဆိုင်တော်မည်ဟု တထစ်ချထင်နေမိ၏တော်တော်လေပါလာမည်သူတို့အားရေကြီးပေါ်မှာပဲအေးအေးဆေးဆေးနေကြပါတော့လားဟုလည်းပြောမထွက်ပါ လေတက်ဦးစီးချုပ်ရမကြီးဖြစ်နေပါလေအိမ်မက်ဆိုးနမိတ်ကြီးကြောင့်ပါဟုအဘေမပြောလို့ထွက်ပါအန်နီရှမ်ပန်နီညကရှန်ဟဲတွင်ကျုံခဲ့ရခြင်းဖြစ်သည့်ဧကံဖွဲ့တစ်ခုတွင်မိတ်ဆွေတယောက်နှင့်စကားစမြည်ဆိုနေကြ နောက်ဘက်ကလူနှစ်ယောက်စကားပြောနေတဲ့ကိုကြားလိုက်ရသည်ဒါလစ်တာဦးစီးချိုမာရှယ်ဂေါ့ဒေါ့ကိုချူစုကုန်ပြပဲမဟုတ်လားတယောက်ကမေးလိုက်သည်နောက်တယောက်ကဟုတ်သားပဲဘာဖြစ်လို့လဲသူလာမှမဟုတ်တော့ဘူးဗျမနေ့ညကလေးရင်ပြက်တဲ့အထဲမှာပါသွားပြီပြောလိုက်ပုံမှာတကယ့်ကိုစိတ်ချလက်ချရုံယုံကြည်ကြည်ပြောနေသည့်လေတံမျိုးဖြစ်သည်ကျွန်ုပ်ကအသာပင်လှည့်ကြည့်လိုက်ပြီပြောနေသူမှာ ဘရင်ရေတက်မတော်ဦးစီးအရာရှိတယောက်ဖြစ်သည်ကျွန်ုပ်ဤမျက်နှာကိုမြင်လိုက်သောအခါသူလှန့်သွားသည်ပြီးမှအထိတ်တလန့်အလိုလေဖယားဖယားကျွန်တော်တိတ်ဝမ်းနေပါတယ်အဲအဲလေတိတ်ကိုဝမ်းတာပါတယ်ခမညာမကြုံစဘူးခမညာညကကျွန်တော်အိမ်မက်မက်တယ်တကယ်ကြုံရတဲ့အတိုင်းပါပဲကျွန်ုပ်ကပြုံးလိုက်ပြီးကျွန်တော်မသေးသေးပါဘူးဘုံမူကြီးရဲ့လောက်ဆောင်ပါဦးဘလို့မက်တာလဲ ဘလို့ဖြစ်တာလဲကြောက်တောင်တွေနဲ့ကြောက်စရစ်ကန်းချီလိုဟာမျိုးညနေချိန်ပဲမိုးပွင့်ပုံတိုင်းထဲမှာတရုတ်ဖက်လိုလိုဂျပန်ဖက်လိုလိုဘိုးချုပ်ကြီးကတောင်တွေထိတ်ကတိတ်တိုက်ထဲမှာအကြာကြီးပဲလေရင်ပြက်လိုက်ပုံကလည်းတကယ်ကိုကြောက်ခမန်းလိလိလေရင်ကဘလို့လေရင်မျိုးလဲရိုးရိုးပို့ဆောင်ရေးလေရင်ပဲအာဒါကိုတန်တို့ဟာမျိုးပဲညီမတော်အမ်းမှာ ဇာကူတာဖြစ်ပါသည်ကျွန်ုပ်နဲ့အတူဘသူတွေပါသေးတယ်လဲသူကခပြေးပြေးပြန်ပြောသည်ပါတယ်ခမရယူးယူးလေးတက်အရာရှိတယောက်အရက်ဖက်က၃ယောက်ယောက်ျား၄ယောက်မိန်းမတယောက်အားလုံးအင်္ဂလိပ်လူမျိုးတွေကြီးပဲကျေးဇူးပါပဲဗျာတော်ပါသေးရဲ့ခမရအိမ်မက်ဖြစ်မလာနိုင်တော့ပါဘူးကျွန်ုပ်နဲ့အတူလေယမှုတယောက်ပဲပါလာမှာပါအရက်သားလုံးဝမပါပါဘူး ထို့နောက်အ ਨੇ ငယ်စကားစမြည်ပြောကြပြီးလူစုခွဲလာခဲ့ကြသည်ထို့နောက်တော့သူ့ကိုတခါမှထပ်မတွေ့ရတော့ကြည်အရက်ဖက်၃ဦးခဏလေးရှိတော့ Daily Telegram တတင်းစာက Seymour Barry ကကျွန်ုပ်ထံသို့လျှောက်လာပြီးဘုတ်ချုပ်ကြီးနဲ့အတူတိုကျိုကိုလက်ခဲ့ပေးရစေခင်ဗျာဘုတ်ချုပ်ကြီးရဲ့လေယာဉ်မှုကတော့သူ့အနေနဲ့โอเคပါပဲလို့ပြောပါတယ်တစိုက်ဖြစ်နိုင်ရဲ့ ရင်ထဲတွင်ဒိတ်ခနဲဖြစ်သွားလေရပါတယ်အချေကြီးပဲဥစ္စာနက်ပြမနဲ့6နာရီခွဲမှထွက်ပါမယ်အရက်ဖက်မှတယောက်ပါလာဒီကိုတော့စိတ်လေးသွားမိသည်ထိုနေ့ညနေမှာပင်ရှန်ဟဲဆိုင်ရာဗြိတိရှ်တန်အရာရှိဂျော့ခ်အော်ဒင်ကဖိတ်သောညစာစာပွဲသို့တက်ရသည်အော့ကင်ကကျွန်တော်ဤခရီးစဉ်အကြောင်းကိုမိသောကြောင့်ပြန်လည်ပြောဆိုနေခဲ့ပါပြီသူ သူဗတ္တလဝင်လာပြီးဝါယာလက်နှင့်ပို့လိုက်သော စာလေးတစ်စောင်ကို ပေးသည်။သူကထိုစာရွက်ကလေးကိုကျွန်တော်ထပ်သို့ကမ်းပေးလိုက်ရင်းမနှက်ဖြတ်မနှက်တော့ကျွန်တော်လည်းခမရနဲ့လက်ခဲ့ပြစီဗျာ။တန်ကျိုးဆောင်မှာလန်ဒန်နိုင်ငံခြားရေးဌာနမှသူထံပို့လိုက်သောညွှန်ကြားချက်ဖြစ်သည်။တိုကျိုရင်ပြုတ်လို့မြည်အစည်းအဝေးတစ်ခုတို့အမြန်ဆုံးသွားရောက်ရမည်ကျွန်ုပ်အဘယ်သို့ညနေပါမည်နီကျွန်ုပ်စိတ်ထဲတွင်တော့အေးအယတနေရောက် အင်္ဂလိပ်လူမျိုးကြီးမင်းမတော့မပါပါဘူးအိုးမဟုတ်တရုတ်တတိတောက်တဲ့ထမင်းလုံးတစိအိမ်မက်ကိုဘာချောင်းတွေးနေရတာလဲညစာစား၍မပြေးသေးမီပင်ဘက်ထလာကငွေလင်ပန်းငယ်လေးတစ်ခုပေါ်မှာစာကလေးတစ်စောင်တင်ပြီးရောက်လာပြန်သည်တန်ကျိုးစာနောက်တစ်စောင်ဖြစ်သည်အော့ကင်ကကဲဖတ်တာကြည့်ပြီးတော့ဘုချုပ်ကြည့်ရေတိုကျိုကကျွန်တော်တို့လူစီကိုပို့လိုက်တာပဲ အစီအဝေးအတွက်လက်ရည်တူလက်နှိပ်ဆက်သမားမရှိပါဂျေစုပြု၍တယောက်ခေါ်ခဲ့ပါယံအော့ဒင်းကကုညီလက်ဆနဲ့တစက်တဲ့ပဲကုညီစမ်းပါဦးအဲ့ဒီလူကိုလည်းခေါ်ဖို့ဖြစ်နိုင်တော့ပါရဲ့အဲအဲ့ဒီလူဆိုလိုက်တာကအမျိုးသားဖြစ်ပဲထင်လိုက်လို့ပါအမျိုးသားမဟုတ်ရင်ကိုဘာဖြစ်လို့လဲအမျိုးသမီးပဲရှိတာပဲဗျအရက်ဖက်တဟုတ်ရောက်တယောက်ကအမျိုးသမီး ရှန်ဟဲလီစိတ်မှာဂျီနူးစီယန်တကွဲမြမရှိတော့ချေအော့ဒင်ကသူ့လက်နှက်ဆက်စည်းမောက်ကိုခေါ်လာသည် အသက်20ခန့်အယံမြင့်မြင့်ရုပ်ချောချောနာမည်ကဒရီတာဘရစ်စပီယာသူကကျွန်ုပ်ဟာလေရင်တကားမြမရှိဖူတီချောင်းပြောပြပြီးနောက်ဘာမှတော့ဖြစ်မှာမဟုတ်ပါဘူးနော် ဟုတ်ဆက်လိုက်တော့အခါအလိုလိုမှလေရင်ပြေးလန်းပေါ်တွင်လေတွေးရေးသွေးချောင်းစိတ်အေးနေရသည့်တွင် ကြောတဲ့ခါပါစိတ်မိသွားပြန်သည်လင်းရင်မောင်းမြေလစ်တက်အုပ်စုမူကင်ဘယ်ကိုကြည့်ရသည်မှာလဲရွှင်ရွှင်လန်းလန်းသေးပြီးမရှိလာကြည် Good morning King Bell မိုးလေဘတာခံမချက်ကောင်းရဲ့မဟုတ်လားတိတ်မဆိုးလာပါဘူးဘုံမူကြီးတိုကျိုနဲ့မိုင်တရာလောက်အကွာမှာတော့တိတ်အတော်ကြီးထူနေတယ်6နာရီလောက်ပြန်ရမယ်ကျွန်ုပ်တို့အားလုံးလေရင်ပေါ်သို့တက်လိုက်ကြပြီးတော့အခါညီမတော်အန်လဲ တပြန့်တပြောကြီးတည်နေသောရှန်ဟဲမြို့ကြီးပေါ်ကိုဖြဲ့ရွှေ့တူကူမြို့စီသို့သုံးဟုတ်ဟိုအိမ်မက်အချောင်းကိုတော့ဆက်ပြေးမတွေးမိအောင်သာကြိုးစားရတော့သည်အိမ်မက်အတိုင်းဖြစ်လာမည်ဆိုရင်လေညနေစောင်းမိုးပွင့်ပုံတိုင်းထဲမှသာဖြစ်ရမည်နေ့လယ်စာစားပြီးချိန်ဝန်တိန်ဆိုရင်ကျွန်တို့ကတူကူရောက်နေတော့မည်ဖြစ်သည်ကျွန်တော်အဖို့မှာမလုတ်ချင်အောင်ပင်ပန်းလာပြီးဖြစ်တော့ကြောင့်ခဏရှိလင်းပြင်အိပ်ပျော်သွားလေသည် ဘာမှကြားလိုက်သေးမထင်မီတိမ်တိုင်နဲ့လေရင်ဆောင်တော့ကြောင့်ပြန်လို့လာတော့သည်နောက်တစ်ချက်ထပ်ဆောင်လိုက်ပြန်သည်ကျွန်ုပ်မှာအသက်ကိုမနေချေရှူနေရသည်အတော်မြင့်မြင့်ကြီးကပြန်နေခြင်းဖြစ်သည်ပရင်ပေါင်မှာအပြင်သို့ချောင်းကြည့်လိုက်မိသည်ညချောင်းပန်းမှာမြူတိတ်ကို ထိုးခွဲနေရသည်ပြန်မှိုင်းမှိုင်းအမုံများသည်တောင်ပန်းရှေ့စွန်းကိုတိုက်ပြီး အနောက်ဖက်စီသို့တရိပ်ရိပ်လွတ်လာသည်ရေခဲမုံတွင်စီးမဒရီတာနှင့် တင်းစာဆရာရှီမာဘာရီတို့ကတော့အိပ်ပျော်နေကြသည်အောက်တင်ကလည်းအသက်ရှူခက်နေပုံရသည်ကောင်းတဲ့တွင်မခံနိုင်အောင်ချက်ခဲလာသည်ဟုလည်းပြောသည်မကြပါဘင်အလင်းရောင်ပိုးပြီးရလာပြန်သည်မျက်စိကျဉ်းလောက်သောနေရောင်တွင်ငြိမ်ငြိမ်ဆိမ်ဆိမ်ပြန်တန်းနေပြန်သည်သို့တော်လည်းအတောင်ပံကြီးပေါ်တွင်ရေခဲလွာပါးပါးလေးကတ်တွဲပြီးပါနေသည်ကိုလှမ်းမြင်နေရသည်ကင်ဘဲလ်က လေးရဥခန်းထဲကထွက်၍ကျွန်ုပ်ထံရှောက်လာပြီးအတန်ကိုနှိတ်လျက်ဒီတိမ်ထိတ်ကြီးကိုကြော်တက်မှဖြစ်မယ်ဘိုးချုပ်ကြီးမတက်ရင်ရေခဲတွေပိုးပြီးတွေ့လာလိမ့်မယ်အေးဟုတ်တယ်အခုတော့တော်တော်မြင့်နေပြီထင်တယ်တောင်းခွန်းထောအောက်ဆီဂျင်ဘူးလည်းမပါဘူးနော်မပါဘူးခမခဏရှိတော့ကင်ဘယ်ထော်တာပြန်သည်တိမ်ထိတ်ကိုထပ်ပြီးဖောက်ရလေဦးမယ်ဘိုးချုပ်ကြီးတိမ်ထိတ်ထိတ်ကကျွန်တော်တို့ထက်သိမ့်မြင့်နေတယ် တက်ပြီးကြော်လို့လည်းမဖြစ်နိုင်ဘူးအခုတော့ပေရှစ်တောင်းလောက်ကပြန်နေတာအတော်ကလေးစောင့်နေအောင်မယ်ဝေဝဲမောင်းမှိုက်နေသောမြူတိုက်သေးသူတိုးဝင်လိုက်သည်နင့်ခနေဆင်းသွားသည်ကင်ဘဲကဆက်ရှင်ကိုအနေငယ်ရှော့ချလိုက်သည်လေရင်ဥခန်းကိုလေရင်တွေလာမှန်လိုက်သည်ဖြောင်းဖြောင်းဖျက်ဖျက်အတန်တွေကိုကြားလိုက်ရသည်ပန်ကရွက်ဖျားခတ်မိသောကြောင့်ရေခဲတွေတပြန်းပြန်းလွင့်သွားနေသည်မောင်သည် ထက်မောင်းလာသည်။နာယီကိုချစ်လိုက်တော့7:20တူကျိုဆက်တော့ချင်းဆိုရင်7:20ရှိနေပြီ။ညနေဆောင်ကိုတော့ဖြစ်မရောက်တတ်သေး။တော်တော်လေးရေခဲတွေကဘလောက်ကြာကြာမျှတာလွင့်နေပါမည်နီ။လင်းရင်တစ်ခုလုံးကိုရေခဲလွမ်းကုန်သွားနိုင်သည်မဟုတ်ပါလား။မိုးပွင့်ကိုတော့မတွေ့ရ။အိတ်မဲ့အရာဆိုရင်မိုးပွင့်ရှိရမည်။ဘေးဖက်တွင်ပြမိုင်းမိုင်းမြူတွေကတရရိပ်ဝဲသွားပြန်သည်။ တိမ်တိုင်တိမ်လိမ့်မြောက်ကိုကြောဖြတ်ပြီးပြားလေသောကောင်းကင်ဖက်ရောက်အောင်ပြန်တန်းနေလိုက်ပုံမှာညီမတော်အန်ကို၆ကမ်းပါကြီးပေါ်ကြောအောင်လွတ်ပြစ်လိုက်သည့်နေရှိတော့သည်ကျွန်ုပ်မှာအသက်ရှူခက်လာသည်သာမက နားရဲကလည်းတဝီဝီမြည်လာနေတော့သည်အောက်ဆီဂျင်နည်းပါသည့်အမြင့်တို့ထပ်ပြီးတက်လာရပြီဖြစ်ကြောင်းသိလိုက်ရပြန်သည်အော့ပတင်းနဲ့တူရီတာတို့က ောက်ဆီဂျင်မရ၍မျော့နေကြလိမ့်ပြီ။ဤမြောက်သောအမြင့်ကိုသူတို့ကြားရှိခံနိုင်တော့မည်မဟုတ်ကြောင်းကျွန်ုပ်သိလိုက်ပြီ။ကင်ဘဲလ်နောက်သို့ထွက်လာပြန်သည်။ပင်ပန်းခြင်းပူပန်ခြင်းတို့ကြောင့်မျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်နေတော့လေခပြုံးပြုံးနဲ့ယုံကြည်မှုအပြည့်ရှိသည့်အသွင်ကိုဆောင်ထားသည်ကျွန်ုပ်ကဒါကိုတာတစင်းအဖို့ဒီအမြင့်ဟာမများလို့မို့လားအပုံငွေနည်းနည်းလေးရသွားအောင်အောက်ဘက်ကိုထိုးဆင်းလိုက်လို့မရဘူးလားဓာတ်စီကလေးချင်းကလည်းအတော်ကလေးလျှော့သွားလာပြောပေါ့ ရေခဲတောကလွတ်သွားမယ်ဆိုရင်ဆက်ရက်သွားမှာမစိုးရင်ရတော့ဘူးပေါ့ဒါပေမဲ့မောင်ရင်ကောင်းမဲ့ထင်တယ်လို့ကြည်လို့ပါအားလုံးချောချောမောမောဖြစ်သွားမှာပါစိတ်ထဲကတော့ကြောက်ကြောက်နဲ့ကြောက်စရဲကန်းချီကိုရောက်မသွားရင်ပေါ့ကွယ်ဟု တွေးဖြစ်အောင်တွေးလိုက်မိသေးသည်ကင်ဘဲလ်ကပြုံးလိုက်ပြီးစမ်းကြည့်မည်ဟုဆိုသည်ဇဝင်ခန်းစပီအောက်ဖက်သို့ထိုးစင်လိုက်သည်အရှိတို့ဆောင်တိုးလိုက်နှိမ်ချလိုက်ဆောင်တက်လိုက် ဤနေ့အတိုင်း၄နာရီလောက်စခန်းသွားကြရအောင်တော်မီဆောင်းဆောင်းအောင်အောင်နဲ့ပင်စူထိုင်းအစ်စနေသောတိမ့်တိုက်ကြီးဤအောက်လောဖက်စီသို့ဆင်းလာခဲ့သည် မောင်လာလိုက်သည်မှလည်းမပြုံးနှစ်တော့ညီမတော်အန်းနဲ့အတောင်တစ်ဖက်ထိမှန်လိုက်သည့်အသေးထိတ်စရာတဖြောင်းဖြောင်းတဖြင်းဖြင်းအသက်များကိုကြားလာရပြန်သည်ရေခဲတွေပန်ကားကိုလည်းဝင်တိုးကြပြန်ပြီခုတော့မုပွင့်တွေကတဲတဲမဲမဲကြားလာလိမ့်ပြီအချိန်ကတော့၃နာရီခွဲ ပင်လယ်ပြင်နှင့်မိုးပွင့်အိမ်မက်တွေဒီလိုနမိတ်ပြထားသည် အောက်စီကိုလမ်းကြည့်လိုက်တော့ကမ်းပါးသောမဲမဲကြီးကိုရေလိုင်းကြီးတွေကဒေါ်ကြီးမောကြီးတဖွေးဖွေးရိုက်ခတ်နေသည်ကိုတွေ့လိုက်ရသည်လေရင်ခါလိုက်ဆောက်လိုက်ပုံမှာကျွန်ုပ်တသက်နဲ့တကူတကားမြမကြုံစဘူးညီမတော့အန်တီပင်လင်ကြမ်းကြမ်းခနိုင်ပါဦးတော့မီလားဟုစိုးရင်ပြလာသည်ကံယူရိုက်အတိုင်းလှိုက်ပြီးပြန်လာရပင်လေခွေတစ်ခုစီတို့ရောက်လာသည် ကြောက်တောင်တွေနဲ့ကြောက်စရခဲကမ်းပြင်ကြီးကိုတွေ့ရသည်။ဘေးနားတွင်တော့မိုးပွင့်တွေဖုံးနေသည့်တငါရွာကလေးတရွာ။ခန့်ချီကခိုက်တုံးရပျော့ပျော့လောက်ရှိမည်။ခပ်ပြေးပြေးစင်ချီလျှောကြောက်စရပြင်ကြီးတွင်ကြောက်ဆောင်တွေကထိုးထိုးထောင်ထောင်။တစ်ဖက်တစ်ချက်တွင်မင်းနှစ်နေသောကြောက်ကပယံကြီးတွေကပေါင်ပိတ်ထားသည်။လေရင်ဆင်းလို့မဖြစ်နိုင်သည့်နေရာမျိုး။လိုင်းကောင်းဖြူကြီးတွေ တဖွေးဖွေးပွေနေသောကံယူရက်အတိုင်းဆက်ပြီးလိုက်လာခဲ့ပြန်သည်အထက်ကတိမ်တိုင်းအောက်ကပင်လယ်ပြင်နလဝကြားနေရပါပါကလေးတွင်မိုးပွင့်တောကိုဖြတ်ပြီးပြန်နေရသည်ကျွန်ုပ်ဤနာယီကိုတိုကျိုစံချိန်နှင့်တိုက်ထားခြင်းဖြစ်ရာကြီးလိုက်တော့၄နာရီ၅မိနစ်၅နာရီထိုးပြီးသည်နှင့် မောင်းတော့မည်ထို့နောက်ကမ်ပါဆောက်ကြီးများပြောက်သွားပြန်သည်ကင်ဘဲလ်ကကမ်ပါနှစ်ဖူးကိုဝင်တိုက်မိပြီးဆိုသောကြောင့် င်လင်ဖက်စီသို့ထွက်လိုက် ပြန်ပြီးခောက်ဝင်လိုက်လုံနေခြင်းဖြစ်သည်ဤသို့ပြန်နေရင်ကမ်ပါဆောက်ကြီးတွေကိုသာပြန်တွေ့နေရသည်ရှုံဝင်စရာကမ်ပါပြက်ကိုလည်းမတွေ့ကြောက်ကမ်ပါကြီးကိုကြော်ပြေးဝင်းပြီးဆိုပြန်တယ်လေအပေါ်ကတိမ်တိမ်မှနှိမ်လွန်လှသောကြောင့်မဖြစ်နိုင်လင်းရင်ကိုတဲနှင့်ပုတ်ပြေးဆင်းနိုင်လောက်သောကမ်းမြေပြန့်ပြန့်လေးတစ်ခုတလေကိုမျှလေမတွေ့ရဝင်းချင်းကမိုင်းတစ်ထက်မိုင်းလာသည်နေဝင်သွားပြီဖြစ်လိမ့်မည်ငါးနိုင်မတင် ကမ်ပါဆောင်တိန်တူပင်လေမိုးပွင့်နေကမ်ပါချောက်ဆောင်ကလိုင်းဖွေးဖွေးတဝောဝောတိုက်နေတော့လေတဟဲဟဲမြင်နေတော့အတန်တွေလေရင်တောက်တည်တန်တဆစ်ဆစ်ထုံလာသည့်ဥကောက်အားလုံးတို့အပေါင်းအကြောင်းမတန်ပင်ပန်းဘူးကသေလူမျောပါ ရုတ်တရက်ကပယံကြီးအစွန်ကိုလွန်လာလိုက်သည်ပိုပြေးသေးသေးကွက်ကွက်မြင်လာရသည်ပင်လေကွေကလေးတစ်ခု ကမ်းခြေမှာမိုးပွင့်ဖုံးနေသည့်ရွာကလေးတရွာကြောက်စကြစ်တွေကြောက်ဆောင်တွေလွန်ခဲ့တဲ့တနာရီနနာရီတာတာလောက်ကတွေ့ခဲ့တဲ့ရွာကလေးနဲ့ပင်လေခွေကလေးပါပဲကလားဂျွန်းကလေးတဂျွန်းကိုပတ်ချလှဲ့ပြီးပြန်နှိမ့်လျက်သားဖြစ်လျက်တကြော့ပြန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်တကားကျွန်ုပ်လေထိုင်ခုံကပတ်ကိုဖြုတ်၍လေရင်မောင်းခန်းထဲသို့ဝင်သွားလိုက်သည်လမ်းကြောင်းမူအားမင်းမြေပုံကိုပြဆန်းပါဦး ဂျပန်ကျွမ်းမာကြီးနဲ့ပိုင်း40ခန့်အကွာတွင်လက်ညှိုးညွန်နေသည့်လက်ပုံတံရှိသောကျွန်းကလေးတစ်ကျွန်းရှိသည်စာဒူဟုခေါ်သည်ဒီဟာပဲကွာအဲဟိုရွာကတာကာချီဖြစ်မှာပေါ့လေရင်မှုကခေါင်းညိပ်ပြီးနောက်အနီးဆုံးလေရင်ကွင်းကတော့တိုကျိုပဲရှိတဲ့ဘိုးချုပ်ကြီးကျွမ်းမာကြီးရဲ့ဟိုဖက်ဆွန်မှာဒီတော့မိုင်တရာလောက်ဝေးသေးတယ်မောင်ကြီးတဲမှာတောင်တွေတိမ်တိုက်တွေကိုဖျက်ရောက်အောင်မှာဆိုတော့မလွယ်လာဘူး စီလည်းမရှိတော့ဘူးလေကွယ်လေရင်ဆင်းစီရဆိုလို့လိုက်လှိတ်ဖွေးဖွေးဝင်နေတော့ကမ်းပါဆောက်ကြည့်ဘေးကကြောက်ဆောင်ထူးထူးထောင်ထောင်ငိုနေသည့်ကြောက်စရည်ပြင်ကလေးတစ်ခုသာရှိတော့သည်ဟိုလူအိမ်မက်နမိတ်အတိုင်းမိုးပွင့်နေမုံတိုင်းညနေပိုင်းကျွန်ုပ်ကင်ဘယ်တန်တို့လှည့်လိုက်သည်သူကအခိုင်အမာဆုံးဖြတ်ပြီးဟန်နဲ့ပြုံးပြီးကျွန်ုပ်အားချင်းလျက်ပွဲကတော့ဂျမ်ဘီပို့ချုပ်ကြည့် ဘိုးချုပ်ကြီးသဘောတူမယ်ဆိုရင်ဒီကန်းချိန်မှာပဲဆင်းတော့မယ်။လေတီးဆိုတာကတော့လုံးဝစဉ်းစားလို့မဖြစ်ဘူး။တိမ်ကလည်းနှိမ်လွန်၊လေကလည်းထန်လွန်းတယ်။ဟုတ်တယ်။ဘိန်းချပြီးဆင်းရမလား။ဘိန်းမချပြီးဆင်းရမလား။ဘိန်းမချပဲဘိုင်းနဲ့ပုတ်ပြီးဆင်းမယ်ဆိုရင်တအားမြလွန်းပြီးအဝေးကြီးကနေတိုက်နေရလိမ့်မယ်ထင်နေကွ။ဘိန်းနဲ့ဆင်းပြန်ရင်လည်းဂျွန်းထောင်သွားလိမ့်မယ်။ဒီတော့အစမှာဘိန်းနဲ့ဆင်းလိုက်လေရင်အရှိန်နဲ့နဲ့ရှော့သွားမှာဘိန်းကိုပြန်ယူလိုက်ပြီးဘိုင်းနဲ့ရှော့ပြလိုက်ရင်ကောကွာ။ ကင်ဘဲလ်ကကောင်းကျိလိုက်သည်ခလုတ်တွေကိုဟိုကိုင်းဒီနိုင်လှုပ်နေတော့သူခမရချွေးတီချွေးပောက်တွေကျလာသည်စင်း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 ကျွန်ုပ်ဤခီးဖော်များမထီမခိုက်မိအောင်လှုပ်ပြီးရင်လေးရင်အနောက်ပိုင်းသို့ပြန်ထွက်လာခဲ့သည် လေးရင်အမီးပိုင်းကို လေးသွောင်းအောင်လေးရင်မူတယောက်မှအပအားလုံးကိုအနောက်ပိုင်းသို့ဆုထားလိုက်သည်အနေရပိုကင်းနိုင်တဲ့အပြင်လေရင်စင်းပြည့်တဲ့နဲ့အမြန်ဆုံးလဲအပြင်ထွက်နိုင်သည် ပြုတ်ပြီးလွင့်ထွက်မသွားအောင်ကိုကိုကိုအခိုင်အမာဖွင့်ထားကြပြီးဆောင်းတွင်ငွေရာတွေနဲ့လဲကားထားစေလိုက်သည်ကျွန်ုပ်တို့အသင့်ဖြစ်ပြီးသောအခါလီရီအမှုထမ်းနေရောက်နောက်ပိုင်းဖက်သို့တကြီးတရံကိုဟန်ဖြင့်ရှောက်ထွက်လာပြီးကျွန်ုပ်တို့တွင်ပိတ်မိမနေစေရန်လီရီတကားကိုဖွင့်ပစ်လိုက်သည်လီကမိုးပွင့်တွေကိုသယ်ပြီးဝိခနဲဝင်လာသည်နောက်ပိုင်းစတူခန်းကလေးတွေမှာစွန်းသင်ပကန်းသင်လင်ပန်းသင်တွေကတပြန်းပြန်းထွက်သည် ယခုဖြစ်လာတော့မည်မြင်ကွင်းမှာကျွန်ုပ်ဤအုံနောက်ထဲတွင်လွန်ခဲ့သော24နာရီလုံးလုံးကြိုပြီးမြင်ရောက်နေမိခဲ့ပြီဖြစ်သည်တဝောဝောမြင်နေသောလေပြင်းတန်ကြားကပင်ဘိန်းချသည်တရွှီရွှီကြားလိုက်ရပြီလေရဲ့အတောင်ရှိအချိန်သက်အတောင်စွန်းကလေးများ အောက်သို့ကုတ်ဆင်းသွားပြီညီမတော်အန်လေမြေပြင်သို့တက်ရန်ကံပါစီသို့ဥဆိုင်၍ဥကက်လာလိမ့်ပြီဆက်တန်လျှော့သွားပြီအောက်တင်းကိုလှည့်ချလိုက်မိသည် သူကနွမ်းနေစွာ ပြုံးပြသည်မျက်နာကတော့ဝေဒနာကြောင့်ရှုံနေသည်ဒေါရီတာကိုလမ်းကြည့်လိုက်တော့သူကမျက်စိကိုစုံမိတ်ထားသည်ကိုတွေ့ရသည်ဘာရီဤမျက်နာကိုတော့ကျွန်ုပ်နေရာကလမ်းမမြင်ရချေကန်းစီကိုကလာလိုက်တော့စင်ချီရှော၊ကိုွေဝိုင်နေသည့်ကြောက်တုံးကြီးတွေထိုးထောင်နေသောကမ်းပြင်ကိုတွေ့ရသည်တစ်ဖက်တစ်ချက်ရှိကြောင်နေရင်ကြီးများမှာဖျားရှိခိုးချောင်းကဆုလက်လောက်ရှိလိမ့်မည်ထိုးစင်းလောက်တည်နေအမြရေပြင်ပေါ်မှာ ပြန့်ပြောသည့်ထက်ပြန့်ပြောလှိုင်လာသည်ဆက်တန်လုံးဝပျောက်သွားပြီလက်ဝဲဖက်ကကြောက်ဆောင်မဲမဲကြီးတွေတရိပ်ရိပ်ကျင်နေရစ်တီကိုမြင်နေရသည်တခါဖြင့်တွေ့ကြတာပေါ့ဖြောင်းခနဲ့ချွင်းခနဲ့မြေတံတွေကိုကြားရပြီကြောက်စရစ်ကိုဘိန်းကျိတ်လိုက်တဲ့အတန်ဖြစ်သည်အတန်ကပိုပြီးပြင်းလာသည်လေရင်အရှိန်နေနေလျှော့သွားသည်ဘိန်းကိုရုပ်လိုက်စမ်းပါတော့ဟုတ် ချိန်၍ဆူတောင်းလိုက်မိသည်သို့တော့ king bell ကလုပ်ပြီးသွားလိမ့်မည်ညီမတော်အန်လဲဝတ်ဆင်သွားသည်ဘုံဘုံတိုင်တိုင်ဖြောင်းဖြောင်းဖြင်းဖြင်းဂျွင်းတူမောက်ကုံဝမ်ပိုက်ကိုဘာလာပြီးထိလိုက်တယ်မသိရက်သွားပြီဇက်ကတော့ကျိုးများသွားပြီလားကျွန်ုပ်ဤနောက်ဆက်ကိုတိုက်ခိုက်ပြီးထွက်လာသည်ကဘာကြီးပါလဲဟု အောက်မိလိုက်မိသည်လက်ဆက်တော့ထိုင်ခုံကြီးပါပြုတ်ပြီးလွတ်ထွက်လာသည့် opting ဖြစ်နေသည်အားလုံးညိတ်သွားပြီလေရင်လဲရက်သွားပြီ လုံးဝငြိမ်သွားပြီကြောက်စရစ်ကန်းချီကိုခတ်လိုက်တော့ရေလိုင်းတန်တဖြောဖြောနဲ့တဝီဝီတိုက်နေတော့လေးတန်းကိုသာကြားရသည်ကျုပ်ထိုင်ကုန်ကပစ်သွားလို့ပါဗျအရေးတဲ့အော့တင်ကသူ့ဘယောကကြောင့်များဖြစ်ရသည့်အတိုင်းတောင်းပန်နေလိုက်သည်သည်ကျွန်ုပ်တို့လည်းခပတ်တွေပါပြီးဖြုတ်ပြီးယခုမှရည်နိုင်မောနိုင်ဖြစ်လာကြတော့သည်ကျွန်ုပ်ကရှေ့ဦးခန်းစီတို့ရှောက်သွားသည်ကင်ဘဲလ်ကလည်းရှေ့ခန်းမှထွက်လာ ဦးကျောင်းလမ်းပေါ်မှာပင်လက်ဆွဲပြီးလှုပ်ရမ်းမိကြတော့သည် နောက်တကြီးလေရင်ပြက်ရမည်ဆိုပါလင်အိမ်မက်နမိတ်လာပြီးမပြပါစေနှင့်ဟုဆုတောင်းမိသည် လေရင်စီးရသည့်အရာသာ အလွန်ပြက်လာသည်အစိုးအထည်နတ်စင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါရရှင် နောက်မှလည်းစိတ်ဝင်စားစရာသုတယတစာပေများကိုဆက်လက်ပြီးဖတ်ရှုပေးမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်